2.9 2.9ဘယ်လောက်လဲမသိဘူးသတိစရာမှတ်မယ်ဒီက1.5ဒီစာစာတုံးဒီကနေ2.5ဟမ်ဒီဇက်လို့ရသေးလားရတယ်နော်ဟုတ်ပြီဟုတ်ကဲ့ဒီရှင်အဲ့တော့တင်းကြီးဒီမှာကြည့်နော်အဲ့တော့7.5ဒီမှာကျ7.5ဖိုင်ရဲ့လိုက်နော်2.5 2.5 tư quan phải đúng không cũng mà đồ bố đồ bố tôm bố đúng không cũng sửa chưa sẵn သုံးပုံပုံပြီးမနှစ်ပုံထောင်မလဲတပုံထောင်ပုံပဲချေအစိမ့်လေးယူစိမ့်ယူကနန်းကိုစိမ့်ယူလိုက်နော်လိုက်ပြင်ကြရအောင်ဆို2.5 2.5 2.5နော်2.5ပြီးတော့တပုံထောင်ပြီးတပုံကဘယ်လောက်ထောင်မလဲ2.5 2.5ထောင် မီးမဆန်းနေပါလေရှိပါဆန်းအေးတမီးလေးတမီးရမြင်ရတယ်နော်ဟုတ်ပြီမြင်ရပါဆုံးတော့တဘုံထောင်းလိုက်ပြီအဲ့တော့ထောင်းလိုက်ပြီဆိုတော့ဒီကျတော့ဟာတိနှစ်သုံးတွေ့တော့မယ်ပြောရမယ်ဆိုတော့ကွေးလေးကားလေးပေးပါသမီး။ဟုတ်ပြီအဲ့ဒီမှာသမီးတို့ကလေ။ဒီလိုကိုင်းရမယ်။ ဒီလိုဆိုရင် तू ကတိတ်မလှအောင်ဟုတ်လားတန်တန်ကြီးဖြစ်တယ်ဟုတ်လားဒီလိုလေးကန်ကြည့်လိုက်ကန်ကြည့်ပြီးတော့ဒီတဘုံကိုအပြည့်သွားမယ်အပြည့်သွားမယ်ဒီလိုကြီးမလုပ်ဘူးဒီလိုကြီးဆိုလှလားမလှပါဘူးနော်အဲ့တော့သူ့ကိုနှိပ်ကြမယ်ဒီဒီတဘုံကိုတစ်ချေတော့ကအပြည့်ယူမယ်အင်းအပြည့်ယူလိုက်ပြီးတော့ဒီလိုလေးသွားမယ်ဒီလားနော်အဲ့တော့ချက်တာကိုအနည်းလေးနဲ့လုပ်လိုက်အနည်းနဲ့မလုပ်ဘူးဟုတ်ရ စိမ့်လေးလို့ကြည့်ပါတယ်ဒီတင်မဲ့ဟာလေးနိုင်မလို့ဒီအဝါလေးနဲ့လို့ကြည့်ပါဦးနော်။တွေ့တာနော်။ဟုတ်ကဲ့။အဲ့တော့မာ။ဆိုနံပါတ်၁ပြီးသွားပြီ။အဲ့တော့နံပါတ်၂ကြည့်ရအောင်။ မန်းနှစ်ကပခုံးပခုံးကနေဘယ်နှပုံချမလဲတမီတို့တပုံဟုတ်ပြီတပုံကဘယ်လောက်လဲ2.5 2.5 2.5ဒီမျိုးလို့အတန်အတူလေးမီဒီယာတန်နေရှိရင်လေလို့မီဒီယာတွေနဲ့အရာလေးလို့တပုံခဏန်းနေတော့တူကြမှာမဟုတ်ဘူးเนาะလူသေးရင်ခဏန်းသေးသွားလိမ့်မယ်เนาะဒီမျိုး 2.5ဒီတော့ချမယ်ပြီးတော့ဘယ်လောက်ထွက်ရမယ်လဲလေဒီ 2cm အဲ့တော့တချို့တို့ကနေဟိုကဒေါမန်လေးထွက်ခိုင်းတယ်ဒေါမန်က 2cm 2cm ဒီပုံသေးလားပုံမှန်လားပုံသေးပုံသေး2.5ဒီပုံသေးလားဟုတ်ပါဘူးကနန်းပြောင်းမယ်နော်ထွက်လိုက်ပြီထွက်လိုက်ပြီဆိုတော့ ဒီ point နဲ့ဒီထိမ့်နဲ့မလုပ်မယ်ဆက်မယ်ဟုတ်ပြီအဲ့တော့နမဲဘယ်လောက်ရသွားပြီလဲ2နှစ်ပြီပါโอเคโอเคเออนะแม่ ုံးရပါတယ်လေလည်းတော့ပါလေတမီးတို့ဒီဒီနှစ်ဖက်ထားတဲ့နေရာကနေအောက်ကိုဘာလို့ကြာမလဲတိုင်းနေတိုင်းနေတိုင်းတော့ကျက်ပါနေတိုင်းနေအဲဘာလို့နော် twenty five အဲ8ဆိုမှာတော့တမီးရဲ့အဲ8တော့မရှိဘူး two five နော်20တဲ့တမ ်နော်ခွန်9ဆိုမှာတော့8 8ဆိုမှာတော့20.8တဝက်ဝက်လိုက်ရင်ဘယ်လောက်ဖြစ်မလဲ10.4နော်10.4ကိုဖြည့်ပြီးလိုက်မယ် 2.5ကပုံမှန်ကတပုံရဲ့အောက်ကိုသွားမယ်နော်ထွားရဲ့တပုံအောက်2.5ကပုံသေးလားပုံမှန်လားပုံသေးပုံသေးဟုတ်ပြီဒီချက်ပုံမှန်လို့ယူလိုက်တာလေနော်စုံမှန်အဲ့တော့ဒီချက်တော့တပွိုင်း2ပွိုင်းရအပေါ်ပိုင်းရသွားပြီနော်တတိယတပိုင်းကိုဒီဒီဒီဂျိုင်းပွိုင်းလို့ရှာရမယ်ဆိုတော့ဒီမှာသမီးတို့ကလေး အောက်ခြေကိုတိုင်းထားတယ်တွေ့လားတိုင်းပြီးတော့ဘာလုပ်ထားလဲတဝက်ဝက်ထားတယ်အဲ့တော့ဒီလိုအောက်ခြေတိုင်းရအောင်ဟော6 6ရှိရဲ့6ဆိုတော့3 4 3ဟုတ်ပြီ3အဲ့တော့ तू อ่ะသင်္ကေတ color တစ်ခုပြောင်းမယ်ဒီကပန်းအောင်လေးလုပ်မယ်เนาะအဲ့တော့ तू က3 cm ရှိတယ် ဟုတ်ပြီ3 cm ရှိတယ်ဒီရက်ခါကျတော့45 cm ထိအောင်ပဲ45 cm ဒီလိုချုပ်ကျင်တွဲတတိကံလေးပြည်တယ်45 cm ကိုချက်တော့ဒီညာဘက်မှာထောင်ပါเนาะညာဘက်မှာထောင်မှာဖြစ်တဲ့အတွက်ဆယ်ပြမယ်ဒီမှာလေဒီမှာဒီဂရီတွေတွေ့လားဟုတ်ပါတယ်ဒီမှာ point လေးလေးတွေ့လားတွေ့ပါတယ်ဟုတ်ပြီချက်ဒီဘက်မှာချက်ပြတယ်เนาะရှင်းရတယ်ဒီ point ကိုဒါ90တွေ့လား90ရတောင်းမှန်เนาะ90ဒီအမှအကွက်တူဆိုတော့ ရှယ်ရောကထားလိုက်ပါဦးလူမုန်းတို့လားသူနဲ့သူနဲ့ကွတိချချပီးကျတော့ညာပဲဖြစ်တဲ့အတွက်ကြောင့်မလို့ဒီမှာ45အောင်ရှာမယ်ဆိုင်ဒီမှာ40တွေ့လားတွေ့ပါတယ်ဒီမှာ50ဒီနှစ်ခုကြားရဲ့ဥစ္စာတွေဘယ်လောက်လဲ45 45ဒီ60တဝက်ကိုကအကယ်၍ဟိုကကျင်တွင်မရှိဆိုရင်ဒီလိုတတိကံဒီလိုတောက်ချိုးရှိရဲ့ဆိုရင်သူ့ရဲ့တဝက်ကိုတတိလိုမှန်းလိုက်ပေါ့နော်ဒီလိုတိုင်းပြီးတော့ဒီလိုတိုင်းပြီးအလေမှန်းလိုက် ဒီလိုကဏ္ဍတစ်ခုချာဒီလိုကဏ္ဍတစ်ခုချာဒီကဏ္ဍနဲ့ကဏ္ဍနဲ့ပြောရမယ်သူကဒီလိုဆွဲလိုက်ဆွဲလိုက်ပြီးလို့ရှိရင်အဲ့နှစ်ခုရဲ့ဒါ30 85ဒီ55ပဲเนาะအဲ့တော့ဒီကဒီလိုချာမယ်ကလိုချင်းနဲ့ညာချလိုက်ပြီးဒီမှာ58ပြည်လာเนาะ55ဆိုတော့အဲ့တော့ဒီအနီနဲ့ပြမယ် င်မယ်တဘုံတင်မယ်တဘုံကဘယ်လောက်လဲ2 3 3 3တော့ဒီကလာလေးပြမယ်ဒါပြရခါကြရင်ဘယ်လောက်ထပ်ပါအောင်မလဲ0.5ပုံတင်လိုက်ပါတော့အပေါင်း0.5 0.5 တော့တရားလေးอ่ะလောက်လိုက်ပြီမရပြီဆိုတော့တင်းနေရပြီတင်းနေ3 4ရပြီပရိုဂျက်အဲ့ဒါကိုကာလီနဲ့ဆွဲမယ်ညီစုံအပေါ်ပိုင်းလို့အရင်ဆွဲမယ်တင်းနေအကြိုက်ရင်ဒီတင်းနေ3 4 မဝင်ဘူးတိလာနည်းနည်းတတိဒီမှာစောင်းသွားဒီမှာမဝင်တော့အော်ကိစ္စမရှိဘူးရှေ့ကအပေါ်ဘန်းကိုကဒီဆွဲမယ်ဆွဲပြီးတော့မှအောက်ဘန်းကိုဒီလိုလေးထားမယ်နော်ခောင်းတယ်နော်ဒီလိုစင်မလှအောင်ဒီနော်ဒီလိုလေးထားမယ်ထားပြီးတော့တင့်နှစ်တော့အော်တော့ဘယ်ဒီဗီဇန်လာပြီဟိုကျအဝါလေးဆိုနော်အဝါနဲ့လာမယ် ုမှာလေဟိုစာရေးကိရိယာစိမ်မှာလေအနီရဲ့အစင်းရဲ့အပြာရဲ့ခရမ်းရဲ့အမေးရဲ့၅မျိုးရှိတယ်တဲ့လားအဲ့လိုလေးနဲ့သူတို့ဆွဲထားရင်ဒါလို့ဒီလိုလေးဆွဲထားရင်ကွာမြင်တာပေါ့နော်အဲ့တော့ဒီဒီဘီဘီပြောင်းတာကုစင်တာ60ထားလဲပေါ့နော်60ဒီမျိုးဆွဲထားလို့ရတယ်80ဆွဲထားလို့ရတယ်အဲ80ဆွဲထားလို့ရတယ်100ဆွဲထားလို့ရတယ်အဲ့တော့ တရားလာလို့တရားဝင်ကျင်လိုက်အဲ့အဲ့ဒီဂတ်ထုနဲ့တရားနဲ့ဆွဲပြီးလိုက်60ဝင်ကျင်ဆိုရင်60နဲ့ဆွဲလိုက်80ဝင်ကျင်ဆိုရင်80နဲ့ဆွဲလိုက်ကိုကအားနေလို့ရှိရင်ရှောက်ဆွဲထားပါ85လဲဆွဲထား65လဲဆွဲထားရင်ဒါကြပါဘူးကိုအထက်တွေများသွားရင်အဲ့ဒါမဆွဲနိုင်တော့ကိုကဒီဂတ်ထုနဲ့ပဲသွားမှာနော်ကျတို့အစဆိုအများကြီးပဲလုပ်ထားတယ်အဲ့တော့အခုတော့ပြီးသွားတော့ဒီကျတို့ဒါဘက်ကနှစ်နော်ဒါတော့ ုံးသွားကြည့်ရအောင်ဆောင်းနေတယ်เนาะ thanks ครับအားရနေပါတော့ဒါပြီးတော့ရင်ကျွန်တော်တို့ဘေးသိမ်းဖို့အတွက်တော့ခဏပြီးပါအောင်ဘေးသိမ်းဖို့တော့2 cm ဘယ်လောက် cm သွားလဲ2 cm တော့ကျလို့ဒါဒါပါလေနောက်ချင်းနောက်ချင်း ောင်ကြီးอ่ะကြည့်တော့နောက်ခက်သူ့ရဲ့သူ့နဲ့အတွေ့အကြုံတစ်ခုရှိတယ်။ तू อ่ะပိုတော့ရှိတယ် तू อ่ะလေရှည်ကြီးဒါကတတိကတကယ်နည်းနည်းရှိတယ်။အဲ့ဒါဆိုကြဆွေးလို့ကောင်းတယ်။ဟုတ်ကဲ့။မာကအကုန်လုံးနောက်ချမ်းကြီးရသွားပြီ။ချင်းချင်းပေါင်းလို့ရလားပါပါတယ် ရဲ့ပါပြည်လုံးသွားရအောင်လွယ်လာသမီးတို့လွယ်ပါရဲ့ဟန်တာလိုက်တာဒါအဖေအော်လေဘင်းကိုသွားမယ်ဆိုတော့ဒီမှာဒီအလုံးလေးကဒီအလုံးလေးကဘီးပိုင်း 20+2 ပိုင်းတိုင်းနော်ဒီအလုံးလေးရဲ့အဖြေကဘီးပိုင်း 20+ ဘီးပိုင်းစံတာဟုတ်နော် 20+2 ပိုင်းတိုင်းရဲ့အဖြေဒါဆို7.5နော် ဒီ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 မမ755ဒီချင်းဒီချင်းဒီချင်းဆက်ဘလိုလေးဒီနော်ပုံတွေဖြစ်တဲ့အတွက်ဒီပိုင်းတိပလပ်စ်ဒီပိုင်းနိုင်နော်အနောက်0.2

เอาก็ no ปองฟังฟังวันเปล่าวันปองดีมาเราเชืูอกันแน่เท่าไรดอกนาฬิกาเซเบันฟันชีเดียดาเซเบันเซเนเซเว่นฟันสีเดีเราไปเล่าย่ามเลยตัวนี้พี่อะกี่ใบกันเซเว่นฟัน 7.2ဆိုတာ25ကိုပြောတာပေါ့နော်အဲ့တော့ဒါဖြစ်ဖြစ်7.75လောက်လေ7.75ဟုတ်တယ်နော်ဒီဘက်ကကျတော့7.5ကိုငါပေါင်းတော့8.8.5အဲ့တော့ကျတော့ဒီ7.5နဲ့8.5နဲ့ဘာလို့ရအောင်လဲဒေါမန်ချရတယ်လေနော်အဲ့ဒါပါ။ဒီကနေ့ကတော့ 7.75ဒီနားလေးမှာရှိမယ်နော်ဒါလေးက8.5ရှိတယ်တမီးတို့တွေကဒီကနန်းနေပဲပြောင်းသွားမယ်နော်ဒါလေးမပြောင်းဘူး8.5ဟုတ်ပြီအင်းများနေသူတောင်းမှသွားမယ်7.75ဟုတ်ပြီ ဆက်လိုက်ပြီးသွားလို့ရှိရင်ဒီဒီစဆဲဖို့အတွက်ဘယ်လောက်နှိပ်ချမလဲ0 0.5ချလိုက်ပြီ။ Okay ။ဒီပါလို့ရှိရင်တချို့တွေဒီအောက်နှစ်ခုကိုဘယ်လောက်ဖြစ်မလဲ?တိုင်းမယ်။တိုင်းမယ်။ခုန7.5ဘယ်လောက်လဲ? 5 7.5အဲ့ဒါကိုနှစ်နဲ့စားလိုက်သူဘယ်လောက်ရအောင် ပဲထားပါထားပါတော့လေးကိုတက်ရော်တယ်လေးကိုတက်ရော်တယ်အဲ့တော့လေးကိုတက်ရော်တယ်ဆိုတော့ဒီချက်ကဘာလို့လဲနော်အဲ20ရော်တယ်ဆိုတော့လေးမှ20ရော်တယ်ဆိုတော့3.9ပေါ့ဘယ်လောက်လဲ4ပဲဆိုပါတော့နော်ဒါပေမဲ့3.9 3.87ပေါ်နည်းနည်းများလဲဆိုတော့4လို့လဲယူလို့ရတယ်ဒါပေမဲ့ ။အဲ့ဘောဖုန်းလိုလဲယူလို့ရတာပေါ့နော်။ဘယ်လောက်ယူမလဲဖုန်းလိုယူလိုက်မယ်။ဒါဒီကနန်းကောင်မျိုးကိုပြန်ပါလို့ပြောတာဒါအဲ့တော့ဒါဒီလိုယူလိုက်မယ်ဒါဒါ sample ဆိုတော့လေဒီချက်က3.9ပဲယူလိုက်အောင်မယ်နော်ဖိုလိုအင်ကြီးချုပ်တဲ့ခါကျတော့မှာလေအကိုကတော့9ပဲယူလိုက်မယ် เนาะตะมี้ก็ပြပြတင်တာ9 2.9ဆိုတာเนาะဆီတင်းမှာ9ဒါတော့4ယူလို့ရတယ်ပေါ့เนาะ4ယူလို့ရတယ်4လဲယူလို့ရတယ်ဒါပေမဲ့ဒီမှာတော့ tier 4မျိုး2စိတ်ဆိုတော့လေအဲ့တော့အဲ့ဒါပြီးသွားတော့နော်တပွိုင်းရပြီတပွိုင်းရပြီအလဲပွိုင်းလိုတယ်အလဲပွိုင်းက45 45နော်အခုဒီဘက်ဆိုတော့ဒီဘက်ကိုပဲသွားမယ် ပိုင်းနဲ့ဒီပိုင်းနဲ့ကိုချိန်တယ်50 45ဒီမှာဘလောက်တင်မလဲတပုံးတင်မယ်ဘုံက4.9 3.9 0ပါ3.9ပါတယ်ပြည့်ပါနေတယ်ဒီမှာတော့ ိုးယူလို့ရတယ်အဲ့တော့ပြရခါကျတော့ဘယ်လောက်ပြန်နှိမ့်ချမလဲ0.3 0.3ဘာဖြစ်လို့နှိမ့်ချတာလဲတန်တန်ကြီးနဲ့ဖြစ်ချင်လို့နော်ဘိုးဘွားကလေးဖြစ်ချင်လို့လည်းမရဘူး တော့လောက်ပါသူတော့လာဆိုတော့တင်းနှစ်သုံးရပြီเนาะဒီကြတော့တစ်ဆက်သေးရလေးရှိတယ်ဟင်းဆက်ရမယ့် ကြောက်ဖြစ်ဒီစမှားဝါးလဲတော့ကြီးနေလို့ဘာလို့ဒီကနန်းကြီးနေလဲတစ်ချက်ထဲရမှာတော့တမျိုးလိုလဲဒီစမှားဝါးဆိုတော့တစ်ချက်ထဲရမှာတို့လားဟုတ်ကဲ့အများကြီးတစ်ချက်ထဲရတယ်ဘာလို့တစ်ချက်